မဟာမြိုင်ဂျောလေယာဖန်ချွာဘရင်မရုပ်တုနဲ့စန္ဒာမူခိမေတော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Magazine ကနေပြီးတော့ပြန်လည်ကြေစုလိုက်ပါရင်ဒီနေ့မှာတော့မဟာမြိုင်ဂျောလေကနန်းနန်းကဖန်ချွာဘရင်မရုပ်တုနဲ့စန္ဒာမူခိမေတော်ရုပ်တုတွေမှာမျက်ရည်တွေစီးကြလာတဲ့အကြောင်းကိုတက်ဆက်ပြီးတော့မှာပဲဖြစ်ပါရင်။သဲဖြူစီရော်ကြီးမိန်းနာကတော့ဝမ်းသာလို့ကြားတဲ့မျက်ရည်ပါတဲ့။ ဟုတ်မှာပေါ့ဝမ်းသာရှာလိမ့်မှာပေါ့ဘလောက်များကြည်နူးပီတိဖြစ်ရှာကြမလဲအနေနဲ့အလားလာကစူးစမ်းခဲ့ရတဲ့သူတို့သားမီးနှယောက်ရဲ့ဆန္ဒလေးတွေပြေဝါခဲ့တဲ့နေ့ရောက်ခဲ့ပြီလေတပည့်တော်မတို့ချိန်နှလိုက်ကြပျော်ရွှင်လိုက်ကြဝမ်းသာလိုက်ကြဖျားတဲ့အချိန်ရ2015ခုနှစ်တပေါင်းလာပြီနေ့မဟာမြိုင်ဂျော်ဂျီရဲ့ဗဟုချမ်းမနေရာပန်ထရာဘယင်မနဲ့မေရောဆန္ဒခီရိုရဲ့တောင်းပန်ချက်အရ တဲဖြူဆရာတော်ဖျားကြီးရောလေးကျွန်းရံအောင်ဖျားကြီးတည်ပြီးနေချိန်ဖျားကြီးကိုထက်ဌာပနာပိတ်ပွဲကျင်းပတဲ့အချိန်အထက်ဌာပနာပိတ်ပွဲနဲ့တူတပြိုင်နဲ့နန်းနန်းအပ်ပွဲကျင်းပချိန်ဖြစ်ပါရင်ဖျားလဲဌာပနာပိတ်သူတို့သားမီးတွေအတွက်လဲနန်းနန်းလဲရ ဘုံခုနှစ်ဆင့်စီရောကြီးဆင်ကြီးလေးရခဲ့တဲ့သူတို့ရဲ့ဘဝကအတိုင်းထက်အလွန်တကုံနဲ့ကုတ်ကောင်းဆိုလိုဘလောက်များဝမ်းသာနေလိုက်ကြကြလေဆိုရင်ဘန်ထရာဘယင်မားနဲ့ဆန္ဒမူခိမေရောရုပ်ထုတွေအကုန်လုံးမျက်ရည်ဖြိုင်ဖြိုင်စီးကြားခဲ့ရတဲ့အထိပါပဲအဲဒီနေ့နေလေကင်းမှာဖြစ်ပြသွားတာပါ မေရောယုတ်တုရောတန်ထရာဘယင်မောရင်ခွင်ပိုက်ကလေးလေးပါမကျန်ယုတ်တုတွေအားလုံးမျက်ရည်တွေစီးကြနေတာကို အနီးမှာရှိတဲ့ပရိသတ်တွေအားလုံးမြင်တွေ့ခဲ့ကြပြီးတော့အံ့ဩပါနဲ့ဖြစ်ခဲ့ကြရပါတယ်ပြောရမယ်ဆိုရင်တော့ဆန္ဒမူခီဆိုတဲ့မေရောဘလူးမကြီးနဲ့သမီးလေးပန်ထရာတို့ရဲ့ဘဝကတန်တန်လာပါရီမျက်နှာငယ်မှုတွေလူတွေရဲ့အထင်လွင်မှုတွေတိမ်ငယ်မှုတွေနဲ့ကြီးပြင်းခဲ့ရတာပါ မေတော်ဆန္ဒမှုနေနေနဲ့ဘယင်ဆူလာတံဘဝရဲ့အရေးအရာမပေးမှုကြောင့်တမီးလေးကိုဖွေးပိုက်ပြီးတော့တရေခိတ္တရာနန်းတော်ကဆင်းပေးခဲ့ရသလိုတမီးလေးပန်ထရာကြပြန်တော့လေရတိကြီးဂုံဘဝတီမင်းရဲ့ဆောင်းရှောင်းမှုနဲ့ ဗိဒလုံးလန်းတော်မှာဘယင်အဖြစ်ကနေအေးစန်းစွာ သာသနာပြုနေတာကိုဒုတပောင်ဘယင်ရဲ့တိုက်ခိုက်ဖြက်စီးတာခံလိုက်ရပြန်ပါတယ်။မဟာမြိုင်တော်ကြီးစီကိုစစ်ရှုံးဘယင်မတစ်ယောက်နေနဲ့ဝန်ထဲတိမ်ငယ်မှုတွေနဲ့အတူဘဝကိုအဆုံးသတ်ခဲ့ရပါတယ်။တဲဖြူဆရာတော်ရဲ့တရားတွေကိုနာယူရင်းနဲ့သူတို့ဘဝတွေကိုညတရားဟောရင်မကြာခဏထည့်ပြီးတော့ဟောကြားပါတယ်။ ဆရာတော်တရားအရာသုံးသက်တဲ့အခါအနိကဦးစင်းရဲ့ယူဆချက်ကတော့တဲပြူစီရောကအတိတ်ကပန်ထရာဘယင်မရဲ့စစ်သူကြီးဖြစ်ခဲ့တာမဟုတ်ပါဘူးတဲ့သူတို့သားမီးရဲ့ဘဝကိုကယ်တင်ခဲ့တဲ့ဆရာရတိကြီးဖြစ်ပါတယ်တဲ့အခုဘဝမှာလည်းတဲပြူစီရောကပြုစုဆောင်ရှောက်ထားတာမို့ဒီအစိုးကပို့ပြီးတဘာဝကြာလာပါတယ် နတ်ဖြစ်တဲ့ဘဝမှာတောင်ဘုံကြီးယဟန်နီကိုမကြည်ညိုသူအဖြစ်ဘုံကြီးတွေကိုမဟာမြိုင်တုံးဟူလာရင်လှုပ်ကြံသူအဖြစ်မဟာမြိုင်တုံးရင်းဝင်ရင်ဖျားစာရွတ်တာတောင်မကြိုက်သူအဖြစ်ဆွဆွဲအပုတ်ချတာကိုတန်တရာတလျှောက်လုံးခါးစည်းလို့ခံခဲ့ရပါတယ်။ဖျားတကာမှလည်းဖြစ်ပြီးဘုံကြီးယဟန်နီကိုကြည်ညိုလုံးလို့ဗေဒနိုမျိုးကနတ်ဦးချောင်းကိုရွှေချောင်းကြီးအဖြစ်နတ်ဦးချောင်းကိုဆောက်လုပ်လူတန်းခဲ့တဲ့ ကျောင်းအမရှေယံတော်ဖျားရဲ့ဖျားအမတယောက်ကိုရရဆက်ဆက်ပြောရဲလိုက်ကြတာပါအခုကျတော့လူတွေအားလုံးကိုတည်တည်ပြနိုင်ခဲ့ပါပြီအောင်ပြီဖျားကြီးလည်းအောင်မြင်ခဲ့ပါပြီဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ကြောင်းမျက်ရည်တွေနဲ့တည်တည်ပြနိုင်ခဲ့ပါပြီမေတော်ဆန္ဒမုခိဘလုံးမဆူလာတံဘဝနဲ့မဟာတံဘဝညီနောင်ကိုမျက်စိနဲ့ကွင်းအလင်းရောက်အောင်စေကုပေးခဲ့တဲ့စေပညာကိုတစ်ဖက်ကန်ခက်ကံမြောက်သူဖြစ်ပါရင် ဘုဒ္ဓဒါလေးညှဝေပေးခြင်းပါတယ် 2015ခုနှစ်ဖေဖော်ဝါရီလမှာပေါ့နန်းအပွဲမတိုင်ခင်လေးမှာမြိုင်ကြီးငိုစရာတော့ကကျမကြီးမကောင်းဖြစ်ပြီးတော့နှကောင်ပိုက်တင်နဲ့မဟာမြိုင်နန်းကိုကြွလာပါတယ်စေကူရအောင်ကြွလာတာပါကားပေါ်ကပွေချကြပါတယ်နန်းဟောင်းမှာစေကူကြတာပါတဲပြူစရာတော့ကခီးသွောင်းနေရကနေချက်ချင်းပြန်ကြွလာပြီးတော့ဘယ်တော်ဆနာမူခီးကိုပွင့်တင်လို့စေကူစီခဲ့ပါတယ်အဲ့ဒီအချိန်မှာမြိုင်ကြီးစရာတော့ကပထန်းတွေကိုကရင်လိုဘာသာပြန် ရေးနေချင် ဦးစင်းနေရအကူညီဆောင်ရွက်ပေးခဲ့ရသလိုဆရာတော်ကြီးအတွက်လည်းအောက်ဆီဂျင်ဘူးကိုကလေးဝါမျိုးကိုတွားရောက်ယူဆောင်ပေးခဲ့ရကြောင်းရှင်းပြပါရယ်ဆရာတော်ကိုဆန္ဒမှုခိမဲတော်ကပျောက်ကင်းအောင်စိတ်ကူးသပေးခဲ့ကြောင်းကိုဘူဒ္ဓအနေနဲ့ထူးဆန်းအံ့ဩဖွယ်အကြောင်းအရာလေးတွေကိုမျှဝေပေးတာပါအခုနန်းနန်းသစ်အလူရှင်ကလည်းနိုင်ငံတော်ရဲ့အထင်ကရတထေးတွေပါပဲ။ဘယ်နိုင်ငံမှကုသလို့မတတ်တာတဲ့ယောဂကိုဆရာတော်ဂျေဇုနဲ့မေတော်ကြီးကုသပေးလို့ပျောက်ကင်းသွားတဲ့အတွက်ဂျေဇုပြန်စ ဆက်မှုတစ်ခုပါဖျားကြီးပြီးစီအောင်တည်တဲ့ဒရယကာရီဒိဂါမရီအဖြစ်ရှီရန်ကတတတော့ပါဝင်ခဲ့ကြပါတယ်အတေကပထန်းဆက်ပါခဲ့ကြတဲ့သူတွေလည်းဖြစ်မယ်ထင်ပါတယ်အခုလည်းရန်ကုန်ကအထင်ကရတတိကြီးတွေကင်ဆာကုသဖို့ရောင်းရှိနေတယ်လို့သိရှိရပါတယ်ဘလို့ပဲဖြစ်ဖြစ်လူတွေရဲ့အသက်ကိုကယ်တင်ပေးနေတဲ့မေရော်ကြီးရဲ့စိတ်ထဲကကိုချင်းစာတရားကြီးမမှုကိုသိစေချင်လို့တင်ပြပေးရပါအဖြစ်မှန်ကိုအားလုံးသိခဲ့ရင်မေရော်ကြီးနဲ့ပန်ထရာဘယင်မတို့ မော်ဆိုးတပိုင်းမိမယိုင်အဖြစ်အထင်လွင်မှားနေမှုလေးတွေပြောင်းနိုင်ကြပါစေ။သူတို့မှာနာကျင်ချက်တွေရှင်နာစရာတွေနဲ့ပါလားလို့ကိုချင်းစာနိုင်ကြပါစေ။ဒါမီနီယောက်လုံးနူးညံ့တဲ့နှလုံးသားပိုင်ရှင်လေးတွေဆိုတာသိနိုင်ကြပါစေ။မေရော်ကြီးနဲ့ပင်ရမကြီးဟာ တို့နန်းစီကိုလာရင်တို့ကိုမြစ်သာပို့ပေးရင်တို့ကိုအမျှဝေပေးရင်တို့ကိုဂီယူဆိုင်ရင်တို့ကလည်းချက်ချင်းလန်ငယ်ကိုနှစ်ဆမကပြန်လဲစောင်းလျှောက်ပေးကြောင်းသိနိုင်ကြပါစေအခါတဲလိုအခွင့်သာခဲ့ရင်ပန်ထရာဘယင်မနဲ့မေရော်ကြီးတို့နန်းနန်းတွေရှိတဲ့မဟာမြိုင်တုံးကြီးတွေကနန်းနန်းနဲ့ဗိဒလုံးမြို့ဟောင်းကနန်းနန်းနေနဲ့ဖျားရီကိုဖူးမြော်ရင်သွားနိုင်ကြပါစေလို့ဆုတောင်းရင်းမျှဝေတင်ဆက်လိုက်ပါရစေ မဟာမြိုင်ချမ်းမရေဖျားကတဖြည်းဖြည်းစီကားလာတာကြောင့်ရွာတစ်ခုဖြစ်လာခဲ့ပါပြီ။အင်ဂျီ190လောက်ရှိနေပါပြီ။ဘုံတော်ကြီးစာတင်ကျောင်းကလည်းဆရာ20၊ကျောင်းသား150လောက်ရှိနေပါတယ်။ဈေးရုံလည်းစောင့်နေပါပြီ။ရွာနာမည်လေးက သစ္စာပန်းတောင်နဲ့သစ္စာအတူပြုကြရအောင် သစ္စာပန်းတောင်ရွာလေးစီကိုဖျားဖူးသွားကြရအောင်ဖိတ်ခေါ်လိုက်ပါရယ်မဟာမြိုင်နန်းနန်းနဲ့လေးစိုးရံအောင်ဖျားဒဲပြူစရာတော်တို့ရှိတဲ့သစ္စာပန်းတောင်ရွာလေးကိုသွားလိုပါကကလေးဝါမျိုးကလည်းသွားလို့ရပါတယ်။ချင်းတွင်းမြကူတရားကြော်ပြီးနှစ်နာရီလောက်မောင်းလိုက်ရင်ရောက်ပါတယ်။မုံရဘက်ကလာမယ်ဆိုရင် မုံရွာတပယ်ရင်ရေဦးတစယ်မြို့ထိကိတ်ဆုံးအောင်ကားစီးခဲ့ပါတစယ်မြို့မှာကား15ပြီးမဟာမြိုင်ကချမ်းမရင်ရင်ဗိတ်တနိုးဘီရင်မနနန်လို့ပြောပြီးတော့တွမ်းရောက်နိုင်ပါတယ်အဆုံးထိနားဆင်ပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်